ဒီနေ့မှာတော့ကျွန်တော်တို့ digital ကဘာကြီးထဲမှာနှုတ်ကြားချမ်းနေခဲ့တဲ့ဘာသာစကားတွေအတွက်တတားတွေဘလို့တိဆောက်ပေးနေတယ်လဲဆိုလဲနေပညာတစ်ခုရဲ့ selan ကိုလေ့လာကြည့်ကြပါပါ။ကဲဒီမိကွန်းလေးကိုတစ်ချက်တော့စဉ်းစားကြည့်ကြအောင်။တနေ့လုံးတုံးနေတဲ့ internet ကကိုပြောနေကြမိခင်ဘာသာစကားနဲ့တုံးလို့မရဘူးဆိုရင်ဘလို့ဖြစ်သွားမလဲ။တမဲသိလားလူတိုင်းပေါင်းများစွာတို့အတွက်ဒါကစိတ်ကူးရင်မေကွန်းမဟုတ်ဘူးတကယ့်ကိုလက်တွေ့ကြုံနေရတဲ့အခြေအနေပါ။ ဘာလို့လဲဆိုတော့နှီးပညာကုမ္ပဏီကြီးတွေကသူတို့ရဲ့ဘာသာစကားတွေကိုစီးပွားရေးအရာအကျိုးမြတ်မရှိဘူးဆိုပြီးသတ်မှတ်ထားကြလို့လေဆိုတော့ဒါကအတိုင်းအဝိုင်းတွေအများကြီးအတွက်အချီးမဆုံးအတားအဆီးတစ်ခုဖြစ်နေတာပေါ့ဟုတ်ပြီဒီပြဿနာကိုဖြေရှင်းဖို့အတွက်အားကောင်းတဲ့ဖြေရှင်းချက်အတစ်တစ်ခုထုတ်ပေါ်လာပါရဲ့အဲ့ဒါကိုတော့နှလုံးသားနဲ့ဥနှောင်းဆိုတဲ့အတိအကမှန်တိုင်းတစ်ခုနဲ့တိစောက်ထားတာပါသူတို့ဘယ်လိုလွတ်လွတ်လဲဆိုတာကြည်လိုက်ကြရအောင်။ကဲဒီအိုင်မေရရဲ့အိုက်ကအားသားချက်ကပါလဲဆိုတော့သူ့ရဲ့ နှစ်ပိုင်းခွဲထားတဲ့ဒီဆော့ပုံပါပဲတပိုင်းကတော့နှလုံးသားတော့တင်စားကြည့်အောင်သူကဒေတာသုံးပါတာစကားစခုမျိုးကျော်ကိုအခြေခံကနေဆိုင်းပြီးဒီဆော့ထားလားဆိုလိုတာကယင်ကျင်းမှုပိုင်းဆိုင်ရာကိုနက်နက်ချင်ချင်နားလဲတယ်ပေါ့နောက်တစ်ပိုင်းကတော့ဦးနောက်ပါသူကကြတော့ Google Germany ပေါ်မှာအခြေခံထားတာဆိုတော့နိုင်ငံတကာဘာသာစကားနည်းရာကျော်ကိုနားလည်ပြီးကမ္ဘာပေါ်ကအသိပညာမှန်သမျှကိုရယူနိုင်တဲ့အင်အားကြီးတစ်ခုလိုမယ်။အဲ့ဒီနှလုံးသားနဲ့ဦးနှောက်အဲ့ဒီနှစ်ခုကိုပေါင်းစပ်ထားတာကပဲဒီနည်းပညာရဲ့အဓိကတော်ချက်ဖြစ်ပါတယ်။ တဲ့ကနှလုံးသားထမဘလို့ဘာသာစကားတွေပါလဲဆိုတော့မြန်မာနဲ့အရှိမြောက်အိန္ဒိယဒေသတွေက flanching hakaching matuching jainfo yawang scokrin လို့ဘာသာစကားမျိုးတွေအများကြီးပါဝင်ပါတယ်ဒါတွေကများတော့အဖြစ်နိပညာလောကမှာအလေးထားမခံရဘဲကျန်နေခဲ့တာဘာသာစကားတွေပေါ့ဒီနေရာမှာတကယ့်ကိုအတိအကျတဲ့စိန်ခေါ်မှုကြီးတစ်ခုရှိလာပါရဲ့ online ပေါ်မှာ data ချက်လက်လုံးဝနေပါမရှိတဲ့ဘာသာစကားတခုကို AI တခုကဘယ်လိုလုပ်ပြီးသင်ယူနိုင်မှာလဲ အဲ့ဒီ data ရှားပါမှု ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းကတော့တော်တော်လေးကိုထူးခြားပါတယ်သူတို့က ultimate parallel corpus ဆိုတဲ့နည်းလမ်းကိုသုံးထားတယ်ဆိုလိုတာကဘာသာစကားတိုင်းလွလွမှာပြန်ဆိုပြီးသားချစ်တဲ့တမချန်းစာကိုအခြေခံကြမ်းခြေထုံးပြီးအင်မတန်ကြွဲဝပြီးရှုပ်ထွေးတဲ့ data စုအဝေးတစ်ခုကိုတည်ဆောက်လိုက်တာပါဒီနီလန်က AI ကိုမဟာဘွဲအစစ်ပညာရေးနဲ့ညီးမြတဲ့ဝဟာရတွေကိုပေးစွမ်းနိုင်တယ်လို့တောင်ဆိုကြပါဗျ။ အဲ့ဒီတော့ AI ဟာအဆက်မြင့်လုပ်ငန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ရှုပ်ထွေးပြီးသဘောတရားပိုင်းဆိုင်ရာအယူအဆတွေကိုပါနားလည်နိုင်စွမ်းရှိလာတာပေါ့။ကောင်းပြီ။အလုံးသားအကြောင်းပြောပြီးပြီဆိုတော့ဦးနောက်အပိုင်းကို ကြည့်ရအောင်။ तू ကတော့ Google Cloud နဲ့ Gemini ရဲ့စွမ်းအားကိုအပြည့်အဝအမွေဆက်ခံထားတာ။ဒါကြောင့်ကဘာပေါ်ကအင်မတန်ကြီးမားကျယ်ပြန့်တဲ့ digital အသိပညာတွေကိုအလွယ်တကူရယူနိုင်စွမ်းရှိနေတာပါ အခုစရင် data အတွင်းနှလုံးသားနဲ့ ကမ္ဘာလုံးဆိုင်ရာဥနောက်တို့ဒီဘိုင်းနှစ်ခုကဘလို့ချိတ်ဆက်ပြီးအလုပ်လုပ်တယ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်အဲ့ဒီချိတ်ဆက်ပေးတဲ့ data ကို hybrid language approach လို့ခေါ်ပါတယ်ဒါက sub middleware တခုလို့အလုပ်လုပ်ပေးတာပါ ဆိုတော့ဒါက AI က data သုံးပါးတဲ့စကားနဲ့မေးလာတဲ့မေးခွန်းကိုနားလည်ပြီးအဖြေကိုကြတော့ကမ္ဘာလုံးဆိုင်ရာအသိပညာညီမျှကြီးထဲမှာသွားရှာပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်ကဲ ဘောရီအရီပလော်ပြီးပြီဆိုတော့ဒီ hybrid နေလန်းကလက်တွေ့ဘဝမှာဘလို့အသုံးဝင်လဲဘလို့အလုပ်လောက်လဲဆိုတာကိုဥပမာလေးနဲ့ကြည့်လိုက်ကြရအောင်။ဒါမှဆုံးဥပမာကတော့အိမ်ပေါင်းတန်တာပါ။ဒါကကဘာလုံးဆိုင်ရာအသိပညာတွေကိုဒေသခံအတိုင်းအဝိုင်းတွေရှိယူဆောင်လာပေးတဲ့ပုံစံမျိုးပါ။ဥပမာပြောရရင်ပေါ့။ကြောင်သားတယောက်ကရူပါဘီတာနဲ့ပတ်သက်ပြီးသူ့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ဖာလန်ချင်းလိုမိခွန်းတစ်ခုမေးလိုက်တဲ့ဆိုပါစို့။ပထမဆုံး AMN ကဖာလန်စကားကိုနားလဲလိုက်တဲ့ ပြီးတော့ကဘာလုံးဆိုင်ရာဦးနောက်ကိုသုံးပြီးအင်္ဂလိပ်လိုဖြေရှာတယ်။ပြီးရင်အဲ့ဒီရှုပ်ထွေးတဲ့အဖြေကိုဖာလန်တရာနဲ့ကိုက်ညီအောင်ပြန်ပြီးပါသာပြန်ပေးတယ်။ရေးရှိဆုံးကတော့နောက်ဆုံးအဖြေကဖာလန်ဖာသားနဲ့ခင်နေပေမဲ့ကဘာလုံးတဲ့ပောင်ဝဟာရာကိုတော့မူရင်းအတိုင်းလေးပဲထင်းသိပေးထားတာပါပဲ။ဒီမှာပြထားတဲ့ဥပမာလေးလိုပေါ့။အလင်းမီစုဝတ်ခြင်းသဘောတရားကိုဖလန်ပါတာနဲ့ရှင်းပြထားတဲ့ဝါကြားထဲမှာအင်္ဂလိပ်စကားလုံး photosynthesis ကိုထည့်သွင်းထားတာတွေ့ရမှာပါ။ဒါက data တွင်းနားလည်မှုကိုရောကဘာသုံးဝဟာရာကိုပါ။ တပြိုင်နဲ့ထိမ့်သိမ်းထားနိုင်စရာပေါ့နောက်တစ်မျိုးကတော့ outbound data ပါဒါကတော့ပြောင်းပြန် data ကအတိုင်းအဝန်းရဲ့အဖိုးတန်အသိပညာတွေကိုတစ်ကဘာလုံးကိုပြန်လည်မျှဝေပေးရဲ့နီလန်းဖြစ်ပါတယ်ဥမာအနေနဲ့ Wikipedia project တစ်ခုကိုကြည့်ကြရအောင်လူကြီးတို့ရဲ့ season bar တဲ့ရေးထားတဲ့လေရစ်စာမှုကို scan ဖတ်ပြီး digital file ဖြစ်ပြောင်းလိုက်တယ်ပြီးတော့ AMI ရဲ့ AI ကဒီထူးခြားတဲ့ယဉ်ကျေးမှုစာလမ်းကိုအင်္ဂလိပ်ဘာသာကိုပြန်ဆိုပေးလိုက်တယ် နောက်ဆုံးမှာတော့ Wikipedia မှာတင်နိုင်အောင် format ချပြီး upload တင်လိုက်တဲ့အခါယင်းကဘသူမှမတိခဲ့တဲ့ဒီ data ကန်ဇာတ်လမ်းကိုဘာသာစကားနဲ့ဟာကြောပြောဆိုတဲ့လူတွေစီကိုပထမဆုံးအကြိမ်ဖြစ်ရောက်ရှိသွားစေနိုင်တာပါဆိုတော့ဒီဤပညာရဲ့တက်ရောက်မှုကဘာသာပြန်ဆိုတာထအများကြီးပို့ပါတယ်တကယ်တော့ဒါဟာအသိပညာကိဟာစနစ်အသစ်တစ်ခုကိုဖန်တီးပစ်လိုက်တာ ਨੇ တူလို့ပါပဲပညာရဲ့ဘာမှကြည့်မှန်ဆိုရင်ចောင်းသားတယောက်ဟာ အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်တတ်ဆရာမလို့ပဲနိုင်ငံတကာသင်ယူညွန့်တန်းတွေကိုအလွယ်တကူလေ့လာနိုင်သွားပြီ AI ကသူတို့အတွက်ကျောင်းစာအောက်ကိုသူတို့ဘာသာစကားနဲ့ဖတ်ပြပြီးတဲ့ကိုပိုင်ကျူရှင်ဆရာတယောက်လိုဖြစ်လာတာပေါ့ကျမရေးကန်တာမှာဆိုရင်လဲအတုံးဝင်ပုံကလူနာတယောက်ကဆေးပလင်းကိုတပုံရိုက်လိုက်ရောင်းနဲ့ဆေးကိုဘလို့သုံးရမလဲဆိုတဲ့ဘေးကင်းလုံခြုံရေးညွန်ကြချက်တွေကိုသူတို့ရဲ့အချင်းပေါ်ပါစားစကားနဲ့ချက်ချင်းရနိုင်ပါတယ် ဒါကဘေးခင်းမှုကိုရောနားလည်နိုင်စွမ်းကိုပါအများကြီးတိုးတက်စေတာပါဆက်ပြွေးမှဆိုရင်ကိုလက်သမားတောင်ဟာတင်းနံဆရာဝန်လွတ်ခေါ်တဲ့စနစ်စီကနေကျွမ်းကျင်တဲ့အကြံဉာဏ်တွေကိုသူတို့ရဲ့မတူပါလာစကားနဲ့တိုက်ရိုက်ရယူနိုင်ပါတယ်ဒါဟာအရင်ကလက်လှမ်းမမီတဲ့အထူးပြုအသိပညာတွေကိုလူတိုင်းလက်လှမ်းမီအောင်လွတ်ဆောင်ပေးလိုက်တာပါပဲဒီတော့နေချိုအနေနဲ့ပြန်ပြောရရင်အေးမီယာရဲ့အဓိကအချက်ကတော့ ဟလုံးတရဲ့ယင်ကျေးမှုပန်းဆိုင်ရန်နာနေရှန်ရှန်နားလည်နိုင်စွမ်းနဲ့ဥနောက်ရဲ့အာဂျီမာတဲ့တွက်ချက်နိုင်စွမ်းကိုပေါင်းဆက်ပေးလိုက်တာပါပဲအဆုံးဆုံးပန်းနိုင်ကတော့ digital kit ကြီးမှာဘယ်အတိုင်းဝိုင်းတစ်ခုမှနော့ကြဂျာမနီကစီဖို့ပါပဲကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေခွန်းတစ်ခုလေးထားခဲ့ခြင်းပါတယ်အခုလိုနီးပညာတွေသာရှိလာမယ်ဆိုရင်ကျွန်တော်တို့ကဘာကြီးပေါ်မှာမြားဝေဖို့ဆုံးဆိုင်နေတဲ့တန်ပိုးမဖြတ်နိုင်တဲ့အသိပညာတွေဘလောက်များများရှိနေနိုင်သေးမလဲဆိုတာပါပဲ